ကဲကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့၂ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ၈ရက်နိုဝင်ဘာလ2025စနေနေ့ထိဒီကလအတော်အတွင်းမှာပေါ့တင်းလာသားသမီးမိတ်ဆွေများကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်။ကဲတင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကတော့အတိုက်ခိုက်တစ်ဖက်အောင်မြင်မှုတစ်ဖက်ဆိုတာမျိုးဖြစ်ပါတယ်။အဲ့တော့တစ်ဖက်မှာလဲကိုကအောင်မြင်မှုတွေရတတ်တယ် ဟလာတပတ်မှလည်းကိုကစိတ်ချမ်းသာစရာတွေကြုံတွေ့မယ်ဆိုတဲ့ဟာမျိုးပေါ့တပတ်မှလည်းအခက်ခဲတွေကြုံတွေ့မယ်အဲ့ဒီအခက်ခဲတွေကနေကျော်လွှားလွတ်မြောက်နိုင်တယ်အဲ့တော့လောကန်စီဝိုင်းနဲ့ပတ်သက်ပြိုင်ဆိုင်မှုတွေအပေါ်မှာကိုစူးစမ်းမယ်ရင်ဆိုင်မယ်ဆိုရင်အောင်မြင်မှုလည်းရနိုင်တယ်ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်အတိုက်ခံသဘောတွေရှိတဲ့စကားပြောရများတတ်တယ်နှစ်ဖက်တွန်တွဲတာမျိုးတွေလွန်ဆွဲတာမျိုးတွေတွန်းအားတွေဖိအားတွေဆိုတာမျိုးတွေကြုံတွေ့နိုင်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တော့အနည်းနဲ့အများစိတ်ညစ်ရတာမျိုးလေးတွေကြုံတွေ့နိုင်တယ် အခြေအနေမြစ်တာရေးနဲ့ပတ်သက်ရင်နားလည်မှုလွဲတာအထင်လွဲတာလေးတွေအနည်းငယ်ဖြစ်တတ်တယ်ဆိုရင်တော့အခြေအနေမျိုးကြီးတွေမှာတော့မပါဘူးညှိတိုင်းဆောင်နာမည်ဆိုရင်အဆင်ပြေနိုင်တယ်ပညာဆိုင်အင်တာဗျူးကိစ္စတွေကအလွန်ကံကောင်းနေတယ်ဒီကိစ္စတွေကိုဒီတစ်ပတ်မှလုပ်မယ်ဆိုရင်အောင်မြင်မယ်အဲအရေးကြီးတဲ့စကားပြောမယ်ကောင်းသောခီးတွေထွက်မယ်ခီးနီခီးဝေးသွားရတတ်တယ်အဲ့တော့စကားအရာမှာလည်းကိုယ့်ဘက်ကအနိုင်ရမယ်အသာရမယ်ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေကြံစီလုပ်ဆောင်မယ်ဆိုရင်လည်းကိုယ့်ဘက်ကကောင်းတယ်လုံးတင်တယ်အောင်မြင်မယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးရိမ်စရာမရှိဘူး။တာမန်ထက်အခြေအနေအလားအလာပိုကောင်းတယ်။သို့မဟုတ်ရင်ကျမ်းမာရေးခြူချနေတဲ့မိတ်ဆွေတွေကျမ်းမာရေးတရှောင်ချောင်ဆိုတဲ့မိတ်ဆွေတွေအထောက်ပံ့ရအကူအညီရပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ပြန်ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ဒီတစ်ပတ်ဒီကံကောင်းနေတဲ့နေရာမှာပါဝင်နေပါတယ်။အဲ့တော့ကျွန်တော်တို့ရေရေအနေနဲ့လည်းလုပ်ဖို့မလိုပါဘူး။ကံကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မိမိဖြစ်ကျင်တဲ့လှုပ်ချင်တဲ့ကိစ္စတွေကိုဒီတစ်ပတ်တာမှာစီမံဆောင်ရွက်မယ်လက်တွေ့လှုပ်ဆောင်မယ်ဇွဲကောင်းမယ်ဆိုရင် ဘာမစူဖြစ်နိုင်တဲ့အောင်းနိုင်ကြီးများတယ်လို့ပြောလို့ရတယ်ဒီတစ်ပတ်ကံကောင်းလက်ရှင်ကနန်းဒီတစ်ကနန်းအကျိုးပေးတဲ့အရာမိုးပြရအောင်ဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေများအတွက်ပါ